မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရမယ်မြမစာနာမှုအကြက်အတင်းရင်အင်ဒိုနီးရှားနဲ့ထိုင်းဆွေးနွေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဗီယန်တို့နဲ့ထိုင်းဝန်ကြီးချုပ်ဖီထမ်တက်ရှင်နာဝတ်ထရာတို့ကစစ်အာဏာသိမ်းမှုနောက်ပိုင်းမြမစစ်တပ်နဲ့လက်နက်ကင်ဖွဲ့ရင်းကြားတီရင်းစစ်တွေကြောင့်ဖြစ်ပွားခဲ့တဲ့လူသားချင်းစာနာမှုအကြက်အတင်းကိုဆွေးနွေးခဲ့ကြပါတယ်မြမနိုင်ငံမှာငြိမ်းချမ်းရေးမြင့်တင်ရည်တည်ချက်ကိုပရာဘိုဝိုကဖီထမ်တက်နဲ့ပူးရဲထုတ်ပြန်ချက်တစ်ခုမှာဖော်ပြခဲ့တာပါမြမ ှာအရင်ငြိမ်းချမ်းသောအဖြေရှာဖို့နဲ့အဖွဲ့အစည်းအလုံးကြားတွဲဆောင်ဆွေးနွေးမှုအဆင်ပြေချောမွေ့စေရေးမှာထိုင်းနိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍအထူးသဖြင့်အိန္ဒိချင်းတိုင်းပြည်တွေပါဝင်မှုကိုအင်ဒိုနီးရှားနိုင်ငံကအတိမတ်ပြုတယ်လို့ပရာပိုဝိုကတနင်္လာနေ့မှာဘန်ကောက်မြို့ရှိအစိုးရအိမ်တော်မှာပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအောင်မြင်မှုရရှိစေမယ့်အားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုပြုလုပ်ရေးအင်ဒိုနီးရှားနိုင်ငံကထောက်ခံတယ်လို့သူကဆက်ပြောပါတယ်။ပုံသဘောတူညီချက်ရှာဖွေရေးနဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးမှာမလေးရှား နိုင်ငံရဲ့အာဆီယံဥက္ကဋ္ဌဖြစ်ကောင်းဆောင်မှုကို ထိုင်းနိုင်ငံကအားပေးထောက်ခံတယ်လို့ဖေတောင်တန်းကပြောပါတယ်။ ကျမတို့မြန်မာနိုင်ငံအရေးမှာတူညီတဲ့စိတ်ဝင်စားမှုမျှဝေပါရင်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိဖို့နဲ့စစ်ပွဲရပ်တန့်ရေးဒီနှစ်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံနဲ့ကျမတို့လက်တွဲဆောင်ရွက်ပါမယ်လို့သူကဆိုပါတယ်။မလေးရှားနိုင်ငံဟာ46တိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုမေလ26ရက်နေ့29ရက်နေ့မှာကွာလာလံပူမြို့တော်မှာကျင်းပသွားမှာဖြစ်ပြီးအာဆီယံနိုင်ငံတွေတက်ရောက်မယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့တောင်တာမှာစေအုပ်စုဒေါက်တိုင်ဖြူချတဲ့စစ်စင်ရေးပြင်နန်းစီရီယံဝန်ထမ်းတွေကိုဖမ်းဆီးပြီးစေအုပ်စုကိုအထောက်အကူပေးနေတဲ့နန်း ်စီဒီယံဝန်ထမ်းတွေကိုစီမံချက်နဲ့ဆက်လက်ဖမ်းဆီးရေးယူသွားမယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်တောင်သားမြို့မှာစီအုပ်စုရန်နေရာထောက်တိုင်ကိုဖြိုချတဲ့စစ်စင်ရေးဖြင့်နန်းစီဒီယံဝန်ထမ်းအနေနဲ့မိသားစုဝင်တွေကိုဖမ်းဆီးထိန်သိမ်းခဲ့တယ်လို့တောင်သားနေမြေကန်ဒေသတော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရတယ်။ မေလ19ရက်နေ့မနေ့ကမနက်ပိုင်းမှာတောင်တာမြို့ပေါ်မြင်းကျန်တောင်တာကြောက်ပရောင်ကားလမ်းပီရှိဝန်ထမ်းအင်အားကိုတော်လိုင်းဖူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းပြီးနန်းစီဒီယံဝန်ထမ်းတွေနဲ့မိသားစုဝင်အချို့ကိုဖမ်းဆီးထိန်သိမ်းခဲ့တယ်လို့ဆိုပါရယ်။စေအုပ်စုတောက်တိုင်ရန်နီယာဖြတ်သိမ်းရေးစီမံချက်အနေနဲ့စစ်စင်ရေးလုပ်တဲ့အခါမှာဝန်ထမ်းအင်အားမှရှိနေတဲ့အမျိုးသမီးတွေ၊ဗိုက်ကြီးတွေတွေနဲ့ကလေးတွေအကုန်ဖမ်းမိခဲ့တယ်။အဲ့လိုဖမ်းမိတဲ့အချိန်မှာအမျိုးသမီးတွေ၊ဗိုက်ကြီးတွေနဲ့ကလေးတွေကိုဖမ်းဆီးမခေါ်တော့ဘဲနဲ့နန်းစီဒီယံဝန်ထမ်းတွေနဲ့သူတို့နဲ့ပတ်သက်ဖိနှိပ်တဲ့သူတွေကိုလည်းဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါ။ အဲ့ဒီမှာနန်းစီဒီယံဝန်ထမ်းက6ယောက်ပါတယ်နန်းစီဒီယံနဲ့တားချင်းဆွေမျိုးတော်ဆက်တဲ့သူက9ယောက်ပါပါတယ်လို့တောင်တာနေမြေကတော်လိုင်းရင်တရင်ရင်မြစ်ကပြောပါတယ်တော်လိုင်းတပ်ဖွဲ့တွေဖမ်းဆီးခေါ်ဆောင်လာတဲ့နန်းစီဒီယံ6ယောက်ကိုတော့အထက်ကညွန်ကြားချက်အတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးနန်းစီဒီယံမဟုတ်တဲ့မိသားစုဝင်9ယောက်ကိုတော့မကြခင်မှာပြန်လွတ်ပေးသွားဖို့အစီအစဉ်နေတယ်လို့သူကဆက်ပြောပါတယ် ဒါအပြင်ဖန်စီထိန်သိမ်းထားသူတွေရဲ့နေထိုင်စားတောင်းရင်ကျန်းမာရေးပါဝင်အားလုံးအဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားပြီးမိသားစုနဲ့ဖုန်းဆက်သွယ်ပြောဆိုခွင့်ပေးထားတယ်လို့ဆိုပါတယ်။တောင်သာမြို့ပါဝင်မြို့နယ်အတွင်းမှာရှိတဲ့နန်းစီဒီယံဝန်ထမ်းတွေကိုတွေ့တဲ့နေရာမှာဆက်လက်ဖန်စီအရေးယူတာတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းတွန်တိုင်းသတင်းအရင်းမြစ်တွေကဆက်ပြောပါတယ်။စာကစာကိုထောက်ပံ့ပေးနေတဲ့တောက်တိုင်တွေဖြစ်တဲ့နန်းစီဒီယံဝန်ထမ်းတွေကိုတော့တွင်ရင်တွေ့တယ်လို့ကြုံရင်ကြုံတယ်လို့ဖန်စီတွေကတော့ဆက်လုံနေမှာပဲတယောက်ချင်းစီကြုံရင်လည်းဖမ်းမှာပဲကျွန်တော်တို့စိုးမှုနယ်မြေတွေကျေပြန့် လာတာနဲ့အမျှစာကာစာရေးရန်တရားမှန်သမျှကိုဖျက်ဆီးပြရမှာကျွန်တော်တို့ရဲ့တာဝန်ပေါ့အဲ့ဒီနန်းစီဒီယံဝန်တန်းတွေဖန်ဆီးတာကိုစီမံချက်နဲ့ကိုလောက်သွားမှာစာကာစာရေးအုပ်ချုပ်ရေးစီဝိုင်းရေးစတဲ့ရန်တရားတွေမှန်တရားဖြိုဖျက်သွားမှာပါလို့သူကဆိုပါတယ် စင်ယုစုဝါရဖြန့်လူမှုကွန်ရက်တွေမှာတော့တောင်တာမျိုးဘူတာကွန်ရက်ကွက်ရှိဌာနဆိုင်ရာဝန်ထမ်းအင်ယာမှနေထိုင်တဲ့ကုံသွေလင်ယာဝန်ထမ်းများဖုန်းဆိုင်ကများကိုအစက်ဖက်ဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရတဲ့အကြောင်းဖြန့်ချီရေးသားထားပါတယ်။မြင်းချံခရိုင်အစဉ်စစ်စင်ရေးဖြင့်တောင်တာမျိုးနယ်ကစင်ယုစုစခန်းတွေနဲ့ပြူစောတီစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမေလ15ရက်ကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေပြီးစင်ယုစုဘက်ကလည်းလေကြောင်းကနေနေစဉ်ပုံကျဲပြစ်ခတ်နေတယ်လို့တိုက်ပွဲမဖြစ်ပွားတဲ့ကျင်းရွာတွေကိုပါလေကြောင်းကနေပုံကျဲနေတာဖြစ်တယ်လို့တောင်တာနေ င်မြင့်ကန်သတင်းရင်းမြစ်တွေကပြောပါရယ်မြင်းချန်ခရိုင်အစဉ်စစ်စီရေးဖြင့်မေလ15ရက်ကတောင်တာမြင်းချန်နထိုးကြီးငတ်စွန်းစရဲမြို့နယ်တွေကဆေအိုစုနဲ့ဖြူစောတိစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိနထိုးကြီးနယ်ဝက်လူရဲစခန်းမှာ6ရက်မြောက်ပြည်တိုက်ပွဲတွေပြင်းထန်နေသလိုအထိနာတဲ့ဆေအိုစုကလေကြောင်းကနေနေစဉ်ပုံကျဲပြစ်ခတ်နေရလို့ဒေသခံတွေကဆိုပါရယ် နောက်ထပ်တစ်ပုတ်အနည်းငယ်မြိုင်မြို့နယ်ပဟင်းရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြည်သူ9ဦးတိစုံနေကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်ပဟင်းရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးတိစုံခဲ့ကြောင်းမြေပြင်သတင်းအရင်းမြစ်တွေစီကသိရပါရယ်။မေလ20ရက်ညနေ9:00ခန်းမှာစစ်ကောင်စီရဲ့တပ်တအုပ်လေတပ်စခန်းမှာ Jet Fighter တစ်စင်းနဲ့ပဟင်းရွာကိုပုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။ဒီကနေ့ညနေပိုင်းမှာ Jet Fighter နဲ့လာပစ်သွားတာပြည်သူ9ယောက်လောက်သေတယ်။ထိခိုက်ဒဏ်ရာရရှိခဲ့သူလည်းများတယ်။အသေးစိတ်ကိုတော့ကျွန်တော်လည်းမသိရသေးဘူးလို့မြေပြင်သတင်းအရင်းမြစ်တဲ့ ကပြောပါရယ်ပြီးခဲ့တဲ့မေလ12ရက်ကစစ်ကောင်စီကစကိုင်းတိုင်းတပရင်းမြို့နယ်အိုးထိန်တွင်ကြေးရွာစတင်ကြောင်းကို ပုံကျဲတက်ခိုက်ခဲ့ရာចောင်းသားចောင်းသူ22ဦးနဲ့ဆရာမ9ဦးသေဆုံးပြီးတရားခံထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ်လက်ရှိမြန်မာနိုင်ငံအနှံ့မှာစစ်ရှုံးနေတဲ့စစ်ကောင်စီကစစ်ပွဲနဲ့သက်ဆိုင်ခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းအသုံးပြုပြီးနေ့စဉ်ပုံကျဲတက်ခိုက်မှုတွေပြုလုပ်ခါစစ်ရဆွေးမှုများကျူးလွန်လျက်ရှိကြောင်းသိရပါရယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့စည်ရင်ဟန်ချက်ညီလာရဲ့ကရင်စင်မျက်နှာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တကယ်တမ်းဆိုရင်ကရင်အမျိုးအသားစည်ယုံ KNU အခြေပြုရာဒေသတွေကຫນွေဥတော်လိုင်းဤစတင်ကလေးကຫນွေဥတပ်ဖွဲ့များအတွက်အခြေခံကောင်းနေဖြစ်ခဲ့ကြပါတယ်။မြောက်ပိုင်းရှိကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြေအရှိမြောက်ရှိတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA လှုပ်ရှားမှုနဲ့မြေအနောက်ဖက်ရှိအရက်ခတပ်တော် AE အခြေပြုရာရခိုင်စစ်မျက်နှာတို့အပြင်တောင်ပိုင်းရှိကရင်ဤအမျိုးသားတိုးတက်ရေးပါတီ KNPP ်ကရင်နီလူမျိုးပေါင်းစုံကြည်သူလူမျိုးရေးတပ်ဦးကာလာလာတာအခြေပြုရာကရင်နီစစ်မျက်နှာနဲ့ KNU အခြေပြုရာကရင်စစ်မျက်နှာတို့က PDF နဲ့နှွေဦးတပ်ဖွဲ့များလေ့ကျင့်စီယုံစုဖွဲ့လက်နက်တပ်ဆင်ပြီးစစ်ရေးတွေ့ကြုံကောင်းများရယူခဲ့တဲ့ဒေသဖြစ်ပါတယ်မြန်မာပြည်တောင်ပိုင်းရှိဘကိုးရန်ကုန်အေရဝတီမော်တနင်္သာရီဒေသတွေမှာနှွေဦးတော်လိုင်းအင်အားစုများအားကောင်းမောင်းတပ်ဖြစ်လာဖို့အတွက်စရင်ကရင်စစ်မျက်နှာကအခရာကြတဲ့အရေးပါတယ်အရှင်းမြောင်းနဲ့ ကချင်းစစ်မျက်နှာတို့ရဲ့2023 2024စီးရင်အောင်မြင်မှုတွေကိုကြည့်ပြီးလူလူကြားမှာကရင်စစ်မျက်နှာကိုအားမလို့အားမရဖြစ်တည်မှုတွေရှိတော့လေ KNU နဲ့ကရင်လူထုရဲ့ຫນွေဥတော်လိုင်းရင်မှာပါဝင်မှုနဲ့ຫນွေဥအင်အားစုတွေကိုထောက်ခံမှုကနိုင်ငံရေးအရမြန်မာຫນွေဥတော်လိုင်းအတွက်အရေးပါတဲ့အချက်ဖြစ်တာကို၎င်းစည်ရေးအရမြန်မာပြည်တောင်ပိုင်းစစ်မျက်နှာအတွက်အရေးပါတဲ့ဆိုခြင်းကို၎င်းပြီးခဲ့တဲ့လနေ့အတွင်း KNU ကစစ်ကောင်စီနဲ့ပတ်သက်ပြီးတွေ့ဝေရင်းရမှုမရှိတာကိုလည်းကောင်းစွာအတိမတ်ပြုဖို့လိုအပ်ပါတယ်ຫນွေဥအင်အားစုများအတွက်ကရင်အင်အားစုများကွဲပြားနေတာကိုနားလည်ရင်သာလို့တဲ့ KNU ကိုဘာသာရေးအရစီးပွားရေးခွင့်လန်းရစစ်တပ်ကသွေးခွဲထားတာကိုသိကြတော့လေအဲ့ဒီကရင်အင်အား စုများအချင်းချင်းမတိုက်ဖဲပြန်လဲစုစည်းဖို့စူးစမ်းနေတဲ့ဖြစ်စဉ်ကိုစိတ်မရှိကြအောင်အထူးသဖြင့်စစ်တပ်နဲ့ပူးပေါင်းတဲ့ခရင်ဖွဲ့စည်းများနဲ့ပတ်သက်ပြီးမျိုးဦးအင်အားစုအချို့အနေနဲ့စိတ်မရှိနိုင်ကြအောင်အားမလိုအားမရဖြစ်နေကြတာကို သိရပါတယ် အထူးသဖြင့်မြောက်ရီတိုက်ပွဲမှာတွေ့ရပါတယ်။ကရင်တို့ကြားပြန်လဲပေါင်းစည်းဖို့စူးစမ်းနေရဖြစ်စဉ်ကိုနားလည်မှုပေးဖို့အချိန်ပေးဖို့လိုအပ်ပါတယ်။ဒါပေမဲ့ຫນွေဦးတော်လိုင်းရင်မှာကရင်စစ်မျက်နှာမှာ2021ခုနှစ်နှစ်ကုန်၄ကိတ်ကော်တိုက်ပွဲကစပြီးကွင်းဖွင့်ခဲ့တဲ့ຫນွေဦးအင်အားစုတွေရောက်ရှိခိုးလုံအခြေပြုရာ၄ကိတ်ကိုမှစတင်ခဲ့တဲ့တိုက်ပွဲဖြစ်တဲ့ KNU တပ်ဖွဲ့တွေကစည်ရေးတွေးကြုံရှိကြတော့လဲ PDF နဲ့ຫນွေဦးတပ်ဖွဲ့တွေကစည်ရေးတွေးကြုံမရှိကြတဲ့အပြင်လေးကျင်သားတော်မပြည့်ဝသေးတဲ့လို့ဆက်လက်နဲ့ခင်ရဲ့စစ်တုံးဆောင်ပစ္စည်းများလည်းပြည့်စုံခြင်းမရှိသေးပါဘူး။ PDF များမပြည့် ဆောင်သည့်သလုံး KNU တပ်ဖွဲ့နှင့်လည်းတိုက်ပွဲကြီးများအတွက်စစ်လက်နက်ခင်ရဲစုပုံပြင်ဆင်မှုအချိန်လိုအပ်နေသေးတယ်။ဒါပေမဲ့မလွဲမလျှောက်သာတိုက်ပွဲများစတင်ခဲ့ပြီဖြစ်သလိုနောက်ပွဲမှာလည်းတဖြည်းဖြည်းအရှိန်ကောင်းလာတာကိုတွေ့ရပါတယ်။၂၀21ခုနှစ်နှစ်ကုန်၄ကိကောတိုက်ပွဲကစပြီး၂024နှစ်ကုန်ထိ၃နှစ်တာကာလအတွင်းကရင်စစ်မျက်နှာမှာတိုက်ပွဲများမနည်းလောက်ဒီကာလအတွင်းတိုက်ပွဲတွေက KNU တပ်မဟာ၅နဲ့တပ်မဟာ၆တွင်အဓိကဖြစ်ပွားခဲ့ပါတယ်။တပ်မဟာ၁နှစ်၃လနေမြများတွင်တိုက်ပွဲချုပ်ဖြစ်ပွားခဲ့ပြီး KNU ဗဟိုဌာနချုပ်ရှိရာ တပ်မဟာခနစ်နယ်မြေတွင်မှတိုက်ပွဲမရှိသလောက်ဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီသုံးနှစ်တာကာလအတွင်း KNU နယ်မြေတွင် KNU ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ PDF ပူးတွဲစစ်ဗျူဟာများပေါ်ပေါက်လာပြီးမြရီနဲ့ကော့ဂရိတ်ကားလန်နဲ့ဖျားသုံးစုချာရှင် KNU တပ်မဟာချောင်းနယ်မြေတွင်ဝေါ်လီဗျူဟာအနန်းခွင်းဗျူဟာများမှအပါတန်နဲ့ ကြိုက်တုံတင်ငန်းညီနောင်ဖြူဟာများအပါအဝင်စခန်းများအခြေဆိုင်တရင်များကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးမြဝတီမြို့ကိုတော့ချင်းချောင်းနိုင်ခဲ့ပါတယ်။အလားတူ KNU တပ်မဟာနယ်မြေတွင်ဖာပွန်မြို့နဲ့ဖာပွန်အခြေဆိုင်တရင်တပ်ဖွဲ့၃ဖွဲ့ကိုသိမ်းပိုက်ပြီးဖြူဟာရုံးကိုဝိုင်းထားနိုင်ခဲ့ပါတယ်။ KNU တပ်မဟာငါနယ်မြေဖာပွန်နယ်မြေအတွင်းရှိကျန်းစခန်းများထိုင်းမြန်မာနယ်စပ်တလျှောက်တန်လွင်မြေတလျှောက်ရှိစစ်တပ်စခန်းအလုံးကိုသိမ်းပိုက်နိုင်ကြောင်းတွေ့ရပါတယ်။ KNU နဲ့မြေအတွင်းရှိဖမွန်ချေဆိုင်အမတ်၁၉ခြေလင်းတရင်ဌာနချုပ်ခလာရ၁၉အမတ်၄34ခြေမြန်းတရင်ဌာနချုပ်ခမာရ၄34အမတ်640ဆက်လက်နဲ့ပစ္စည်းတက်ခွင့် စာနာခ642နှင့်သင်္ကန်းညီနောင်အခြေဆိုင်အမှတ်355ချင်းမြတ်တရင်ဌာနချုပ်ခမာယ355အမှတ်366ချင်းမြတ်တရင်ဌာနချုပ်ခမာယ366အမှတ်369ချင်းမြတ်တရင်ဌာနချုပ်ခမာယ369ချင်းလင်းချင်းမြတ်တရင်9ရင်လက်ယုံတပ်ဖွဲ့တကူးစစ်တပ်စစ်အင်္ဂါစင်မှပြောက်ွယ်သွားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။